အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Nature Peace School ကျောင်းရဲ့ Academic Coordinator Miss Mimi ဖြစ်ပါတယ်ရှင်ဒီအပင်နှစ်ပင်ကိုကြည့်လိုက်ရအောင်ဒီအပင်နှစ်ပင်လုံးကမျိုးစိတ်ချင်းလဲတူတယ်မျိုးစိတ်ချပြီးရောစိုက်ပျိုးတဲ့အချိန်ကာလလည်းတူတူပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးစိတ်ချင်းလဲတူတယ်စိုက်ပျိုးတဲ့အချိန်ကာလလည်းတူတူဖြစ်ရတာနဲ့ဘာကြောင့်ကြီးထွားဖွံ့ဖြိုးမှုနှောင်းကမတူညီကြရလဲဘာကြောင့်ဒီလောက်ထိကွာခြားနေရတာလဲဆိုတော့ဒီအပင်ကတော့ကြီးထွားပြီးရောစိမ့်လန်းစုပြင်းနေပြီမဲ့ဒီဘက်အပင်ကတော့ထင်တယ်လောက်မဖွံ့ဖြိုးမတူတတ်ပါဘူး ဒီအပင်နှစ်ပင်ရဲ့ကြီးထွားဖွံ့ဖြိုးမှုနှုန်းတွေတပင်နဲ့တပင်မတူညီရတဲ့အကြောင်းရင်းအရောဒီအပင်နှစ်ပင်ကိုပြုစုပြောင်းထောင်မှုတွေနဲ့ရှင်တန်နေထိုင်ရတဲ့ပတ်ဝန်းကျင်တွေမတူညီကြလို့ပါအပင်တပင်ကိုကြီးထွားဖွံ့ဖြိုးမှုနှုန်းတွေမြင့်မားစေဖို့အတွက်လုံလောက်တဲ့ရေလေနေမြေစီလွှာတွေနဲ့အာဟာရတွေကိုစနစ်တကျနဲ့အချိန်မမှန်ထောက်ပံ့ပေးနေဖို့လိုအပ်နေရပဲဖြစ်ပါရဲ့ရှင် ီအပင်လေးကတော့ဒီလိုထောက်ပံ့မှုတွေကိုပြပြဝဝနဲ့လုံလုံလောက်လောက်ရရှိထားပြီးတော့ပေါင်းတင်ချိန်မှာပေါင်းတင်ရေလောင်းချိန်မှာရေလောင်းအာဟာရလိုချိန်မှာအာဟာရတွေကျွေးခဲ့တာကြောင့်အခုလိုမျိုးစိမ့်စိမ့်ဆူဆူနဲ့ဖွံ့ဖြိုးလန်းဆန်းနေရပါတော့နော်။အင်းကတော့လုံလောက်တဲ့ရေလေးနေမြေစီလွားနဲ့အာဟာရတွေကိုအလုံအလောက်ရရှိတင်တလောက်မရရှိခဲ့တာကြောင့်တိုးတက်တင်တလောက်ထင်တလောက်တိုးတက်မှုမရှိတာကိုတွေ့မြင်ရမှာပဲဖြစ်ပါရဲ့ရှင်။ ဒီဥပမာလေးနဲ့တူတူပါပဲကလေးတယောက်ကဘဝမှာအောင်မြင်ဖို့ထွချွန်ထက်မြက်ဖို့ကဘာကြီးအတွက်အကျိုးပြုတဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ဆိုရင်ကလေးကိုအနီးကပ်ပြုစုပြုထောင်ပေးနေရဲမိဘနဲ့ပြုစုပြုထောင်ပေးရတူတွေကအရေးကြီးဆုံးပဲဖြစ်ပါတယ်ရှင်လူသားတယောက်ရဲ့ဘဝမှာတိုးတက်ဖို့အနာဂတ်အတွက်အခြေခံကောင်းတွေမွေးမြူဖို့အတွက်ဆိုရင်အရေးကြီးဆုံးအချိန်ကတော့ဒီမွေးကင်းစာကနေ၅နှစ်အရွယ်လို့ကဘာကျော်ပညာရှင်အားလုံးကတညီတညွတ်တဲ့ဆိုကြပါတယ်ဒီတက်ရွယ်မှာကလေးတွေအားလုံးကိုဟန်ချက်ညီဘတ်ဆောင်ဖွံ့ဖြိုးတိုးတက်မှုရှိအောင် နစ်တကြပြုစုပြောင်းထောင်ပေးနိုင်မှသာလျှင်ကလေးတွေကအခြေခံကောင်းစိတ်ထားကောင်းစိတ်ဓာတ်ကောင်းအပြုအမူကောင်းကြံ့ခိုင်မှုတွေကိုရရှိနိုင်မှဖြစ်ပြီးတော့ဘဝမှာတုံ့တွေ့ရမယ့်အခက်အခဲနဲ့လောကဓာတ်တရားတွေအလုံးကိုလည်းအကောင်းဆုံးရင်ဆိုင်ကျဖြတ်နိုင်မှဖြစ်ပါတယ်ရှင်။ကလေးတွေကဘာတွေကိုဟန်ချက်ညီဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တယ်လဲဆိုရင်ကလေးတွေကကာယညာနာစာရိတ်တာပေါင်းတင်ဆက်ဆံရေးစိတ်ခံစားမှုနဲ့ဘာသာစကားစတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုမြစ်တာညာပညာတီထွင်ပန်တီးမှုတွေနဲ့စနစ်တကျပြုစုပြောင်းထောင်လေ့ကျင့်တင်ကြပန်းပိုးပုံ ုံဖို့ပေးမှသာလျှင်ကလေးတွေအားလုံးဟာဟန်ချက်ညီညီဘတ်ဆောင်ပွင့်ပြုတိုးတက်လာမှာဖြစ်ပါရဲ့ရှင်။ဒီတာတကားတွေကိုမိမိတို့ပတ်ဝန်းကျင်မှာရှိရဲကလေးတွေလူငယ်တွေကိုကြည့်ပြီးသုံးသပ်မယ်ဆိုရင်ဘယ်လောက်ထိမှန်ကန်တယ်လဲဆိုတာကိုတွေ့ရမှာဖြစ်ပါရဲ့ရှင်။ ဒါကြောင့်ကလေးတွေအားလုံးကိုဟန်ချက်နေပြီးဘတ်ဆောင်ဖွင့်ပြတိုးတက်မှုရှိအောင်ကဘာကျော်ပညာရှင်ကြီးတွေရဲ့လက်ညွန်ချက်တီအူရီတွေနဲ့အညီမြစ်သားဉာဏ်ပညာတီထွင်ပန်တီးမှုတွေနဲ့စနစ်တကျပြုစုပြောင်းလဲလေ့ကျင့်သင်ကြားပံ့ပိုးပုံပေါ်ပေးစီခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့နာချက်ပရီစကူးကိုလာရောက်လေ့လာကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်။